ီဗီမှာတော့ရန်ကုန်မြို့ကျမ်းမြေဘက်ကအောင်မြင်တဲ့ဒီမှာရုပ်ကြွချီလာတဲ့ဆရာတော်ကြီးဦးဒုမတရားကိုကူးပြရမှာပဲဖြစ်ပါတယ်။ဆရာတော်ကြီးကဝေးလံခေါင်းတည်တဲ့တောင်ရင်းနေသားတစ်ယောက်နှစ်ပေါင်းများစွာသက်တမ်းပြုခဲ့တာကြောင့်တောင်ရင်းသက်တမ်းပြုဆရာတော်ရဲ့လူတည်များပါလေ။တောင်ရင်းနေသားတွေမှာသက်တမ်းပြုရင်တစ်နှစ်ကိုတစ်ခါမြန်မာပြည်အလဲပိုင်းနဲ့အောက်ပိုင်းကတစ်ခါတစ်ခါမရွေးစီကိုကြွချီလေးရှိရပါတယ်။ ရာတော်ဘုရားကြီးရဲ့ကြော်စုံးတဲ့ဘုံတင်ကြောင်းတရားနဲ့ပြည့်သက်တွေဟာလည်းတိုးမပေါအောင်ကိုရှိလာပါတယ်။အခုမြင်ကြရတဲ့ဗီဒီယိုမှာတော့ဆရာတော်ကအသက်80နှစ်ရှိပြီဖြစ်တဲ့အကြောင်းညာပြားလာတဲ့ပြည့်သက်ကြတဲ့ပရင်တော်ဘုံကိုခက်ခက်ခဲခဲကြွချီခဲ့ရတာကိုတွေ့ရပါတယ်။ဆရာတော်ဘုရားကြီးပြည့်ရွတရားဟောရိုင်းမှာရေဦးရေခွက်ကလေးတွေမှရေများစုဝေရှန်တက်လေးရှိတာကြောင့်ယေရှုဆရာတော်ရဲ့လို့လည်းကြော်ကြားပါတယ်။ ဒါကြောင့်မို့ဉာဏ်နာပြည့်တတ်တွေကလည်းတည်ရင်ယူဆောင်ရတဲ့တရားပွဲကိုယေပလင်းတွေယူလာလို့ရှိတာကိုတွေ့ရပါတယ်။ကျွန်တော်တို့ရဲ့ဘိုးရီပွားရီဆိုရင်လည်းအိမ်မှာဆရာတို့ပြန်ရှိတဲ့ပြည့်ယေပလင်းကိုတရားတွေတည်သိထားတာကိုပြန်ပြီးအမှတ်ရနိုင်ပြီပါတယ်။ ဆရာတော်ပြောကြည့်တာစားသောက်ကိုထိုးတဲ့ချွေတံတောင်ဝစ်ချက်ကိုပေါ်ပြပြီးအိန္ဒိယနိုင်ငံနီပေါ်နိုင်ငံဟိမဝန္တာတောတောင်နဲ့ပါတန်မနီဘူရာစားတဲ့ဒေတာတွေကိုသာသနာပြုပိဆိုင်များအတွက်တပါးတဲ့ခြေရင်ကျွှခဲ့တယ်လို့လည်းသိမှတ်ရပါတယ်။ဆရာတော်ကဆောင်းဆံပေများနဲ့တရားဓမ္မဆောင်းပါးများစွာကိုရေးသားခဲ့တယ်လို့ဖြစ်ပါတယ်။ ။ဟောရာဇယုံကြီးဘုရားအတိုင်းကိုမြတ်စွာဘုရားကဝါကူရလို့ဒီမှာသာတော်ကိုဥဒ္ဓရလိုက်တာ။သောတာသွားတာနဲ့အခုဘုရားလုံးနောက်ထပ်ဘုရားပြဘုံကြီးဘုရားကခဏနဲ့တောင်ဘုရားသာဖရာကိုဥဒ္ဓရလိုက်တာလေလုံးလုံးရောက်အောင်ဒီလိုပြုကြပြီ။သာဖရာကလည်းဥခါကူလာ။ဘုရားသာဖရာလောကရောမြေသားလောကဖြစ်အောင်ပါပဲ။ အကြောင်းကိုသမတ်ဒေသောင်းကိုပြောရတယ်။သူတို့ကားရဒီမလေးကနာကိုပြီးတော့ညတော်ပြရတော့အုံနေတာ။ညတော်ပြရတော့ကောပုံလို့ရတယ်။ပြောလိုက်။ဟောလိုက်တော့အမတ်ဒေသောင်းကသင်္ကန်းကိုတက်လိုက်။သမီးတို့ကလူကြီးတို့ရာဇဝတ်ကိုပြောရင်ရာဇဝတ်ကဒီကနာ၆၀ကျော်။ဒီကနာ၆၀ကျော်လောက်ကြီးဝတ်သွားကြတယ်။ ဘုရားမတ်ကဆောင်းဘုရားတော်ဘုရားကံရောက်လာတော့ကမောတော်ဘုရားကပရိသတ်ကြီးကိုတရားဟောတယ်ခိုင်းကောင်းကျိုးရတယ်ဘုရားမြတ်တော်ဘုရားကဘုရားသမီးတော်ကမာဇာရဲ့တရားကိုသမာဓိတို့ကိုပြောတယ်ဘုရားမြတ်တော်ဘုရား တောင်ဘုရားကိုးစားလာဖို့နဲ့ချင်းပြည်နယ်ပလန်မျိုးလုပ်ပြီးကြည့်ရမှာနာမကျန်းဖြစ်နေတာကြောင့်ရန်ကုန်စစ်ကူးတိုင်ရလားမနက်၄စိတ်မှာဆရာတို့ပြားစီဟာပြန်လုံးမှုခဲ့ပါတယ်။